မင်္ဂလာပါဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ chapter 12 modern physics မှာပါတဲ့ bose hydrogen atomic model ရဲ့အကြောင်းကို တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ် bose atomic model အဲ့တော့ Bose Atomic Model ကိုမပြောခင်မှာတစ်ချက်ရှင်းမှာ discuss လုပ်ခဲ့တယ် Rutherford ရဲ့ Atomic Model အကြောင်းကိုပြန်ပြီးတော့အဲပြောပြပါမယ်အဲ့တော့အဲ့ဒီ Rutherford ရဲ့ Atomic Model မှာ သူ့ရဲ့ဒီအားနည်းချက်ပေါ့အဲ့အားနည်းချက်ကို Bose ကကျော်လွှားနိုင်ခဲ့တာဖြစ်လို့အခုဒီနေ့ခေတစ်ချက်တော့ Atom ရဲ့ Model တွေက Bose ရဲ့ Atomic Model တွေတိုင်းအဲတုံးနေတာပဲဖြစ်ပါတယ် Rutherford model state that an atom has a central nucleus and an electron or electrons revolve around it. However, according to electromagnetic theory, accelerating charged particles, that is the orbiting electron, will emit radiation and finally they will collapse into the nucleus. In order to overcome this drawback of Rutherford's atomic model, Nine proposed a new model. ရာဒေါဖိုရဲ့အက်တမ်ပုံစံမှာဆိုရင်အက်တမ်မြက်ဘိုးဘိုးမှာနျူကလ িয়াস ရှိတယ်။အဲ့ဒီနျူကလ িয়াস ကိုအီလက်ထရွန်တစ်လုံးဒါမှမဟုတ်အီလက်ထရွန်တွေအများကြီးဟာလှက်ပတ်နေတယ်လို့ပြောခဲ့ပါတယ်။နောက်အီလက်ထရိုမဂနက်တစ်သီအိုရီအရအချိန်နဲ့ညွေနေတဲ့လျှက်စစ်ဓာတ်ဆောင်တဲ့အမှုန်တွေဟာရေဒီယေးရှင်းတွေထုတ်လွတ်တယ်။အဲ့လိုလှက်ပတ်နေတဲ့အီလက်ထရွန်တွေဟာအချိန်ရှိတဲ့အတွက်ရေဒီယေးရှင်းသို့မှအချိန်ရှိလို့ရေဒီယေးရှင်းတွေထုတ်လွတ်တာပဲဖြစ်တယ်။အဲ့လိုလှက်ပတ်နေတဲ့အီလက်ထရွန်တွေဟာဒီ အချိန်ရှိတဲ့အတွက် radiation တွေထုတ်လွတ်တယ်လို့ပြောပြီးပြီเนาะအဲအဲ့တော့အဲ့လိုထုတ်လွတ်တာဖြစ်ပြီးတော့နောက်ဆုံးမှာတော့ तू อ่ะအဲ့လိုထုတ်လွတ်ရင်အချိန်နေနဲ့သွားနေတဲ့ electron တွေက radiation တွေထုတ်လွတ်နေရင်လည်းနောက်ဆုံးမှာတော့ nucleus တဲကို तू อ่ะဆင်းသက်ပြီးတော့ပြက်ပြားပြက်သွားတာပေါ့เนาะဆင်းပြီးတော့ပြက်သွားတဲ့သဘောပေါ့เนาะအဲ့တော့9 ball က atom ပုံစံအစ်စ်တစ်ခုကိုတင်ပြခဲ့ပြီးတော့ခုနပြောတဲ့ဒီ rather fort ရဲ့ဒီအားနေချက်ကိုကြော်လွားနိုင်ခဲ့တယ်အဲ့တော့ ဘိုးရဲ့အဆိုပြုချက်တွေကိုဆက်ပြီးတော့ဒီချက်ဆွေးနွေးသားမှာပဲဖြစ်ပါတယ်။ Rutherford ပြောခဲ့တဲ့အဆိုတွေကိုသူကဒီမှာ electron တွေဟာ radiation တွေထုတ်လို့လို့အချိန်ရှိတဲ့ electron တွေဟာသူကဒီနောက်ဆုံးမှာတော့ဒီ nucleus ထဲကိုဆင်းပြီးတော့ပျောက်သွားတာပြတ်သွားတယ်လို့ပြောခဲ့တယ်ပေါ့နော်ဒါက atom အတွက်မတိကျတဲ့အခြေအနေပါအဲ့တော့မတိကျတဲ့အခြေအနေဖြစ်တဲ့အတွက်ဒါကို9ဘိုးကကြောလွားလိုက်တာပဲဖြစ်ပါတယ်ကြည့်အောင် 9 bo ye postulate 1 bo no bo ye aso pyu che bo aso pyu che no ari ma postulate 1 so yin who postulate that in an atom an electron can move only in a long circular orbit if an electron is moving in such an orbit it does not absorb or emit radiation the atom can exist in certain stable state with a definite total energy ပါစီလေး1ကတော့အီလက်ထရွန်တွေဟာသူတို့ကိုခွင့်ပြုတဲ့ပတ်လန်းတွေမှာပဲယွင့်နိုင်တယ်။အီလက်ထရွန်တစ်လုံးဟာအဲ့လိုမျိုးခွင့်ပြုပတ်လန်းမှာယွင့်နေမယ်ဆိုရင်အဲ့ဒီအီလက်ထရွန်ဟာသူ့ရဲ့သူခွင့်ပြုထားတဲ့ဒီပတ်လန်းမှာယွင့်နေမယ်ဆိုရင်သူကအီလက်ထရွန်တွေမှာဘေးမှာ sub share တွေရှိတယ်။အဲ့ဒီ share ပေါ်မှာပတ်လန်းမှာသူရှိနေရမယ့်ပတ်လန်းထဲမှာယွင့်နေမယ်ဆိုရင်အဲ့ဒီအီလက်ထရွန်ဟာစွမ်းအင်တွေကို ဆုပ်ယူခြင်းလည်းမရှိသလိုထုတ်လွှတ်ခြင်းလည်းမရှိနိုင်ဘူးလို့ပြောတာပါဒါဆိုရင်အဲ့ဒီအတန်မှာတိကျတဲ့စုစုပေါင်းစွမ်းရင်ပမာဏတစ်ခုနဲ့တည်မြဲနေတာဖြစ်ပြီးတော့အဲ့ဒီအခြေအနေမှာတည်မြဲတဲ့ state အခြေအနေကိုရှိနေမယ်အဲ့ဒီမှာရှိနေတဲ့စွမ်းရင်ဟာလည်းတိကျတဲ့စွမ်းရင်တစ်ခုပဲရှိတယ်တိကျတဲ့စွမ်းရင်နဲ့အတူတူသူက stable state ဖြစ်နေမယ်လို့ပြောတာပါနောက် postulate 2အဆိုပြုချက်နံပါတ်1က an electron revolve around the nucleus in circular orbit with angular momentum which is an integral multiple of h bar that is l equal n h bar where h bar လေးရဘာနဲ့တူလဲဆိုရင် h by 2 by မှာ h ကတော့ plan ရဲ့ constant gain တွေ plan gain တွေတခုဖြစ်ပါတယ် and n equal to ဟာ number က1 2 3 integer number တွေပဲဖြစ်မယ် This postulate is the concept of angular momentum quantization. တော့ postulate 2ကတော့ electron တလုံးဟာ nucleus ကိုစဝိုင်းပုံပတ်လန်းနေတိုင်းပတ်နေမယ်။အဲ့လိုပတ်နေတဲ့အခါမှာဒေါင်များအဟုန် L နဲ့ပေါ့နော် angular momentum တစ်ခုနဲ့ရွေ့နေမယ်ပတ်နေမယ်။အဲ့တော့ L ဟာဒီ h bar ရဲ့ကိန်းပြေအစရှိတာပေါ့နော်။အဲ h bar ရဲ့ကိန်းပြေတစ်ခုခုအစပေါ့ တော့ l equal to nh bar ဆိုတာ integer 1 2 3ပလန်းနံပါတ်တွေပေါ့1 2 3 4အစသဖြင့်ပေါ့နော် positive integer နံပါတ်တွေဖြစ်မယ်အဲ့တော့အဲ့ဒီအဆိုပြုချက်မှာဆိုရင်ဒေါင်းမြောင်းအဟောင်းဟာ quantity တန်ဖိုးတွေနဲ့ဟို district amount of value ပေါ့နော်ပြတ်တောင်းဆွဲရင်တန်ဖိုးများတာရှိတယ်ဆိုတဲ့သဘောတရားဖြစ်ပါတယ်အဲ့တော့ l equal to h bar ဆိုရင် l equal to 2h bar l equal to 3h bar l equal to 4h ပါဆက်သဖြင့်ပေါ့နော်အဲ့လိုသွားမှာအဲ့တော့ l =တကယ်လို့များ 0.h ပါလို့မျိုး l equal to 1.6 h bar လို့မျိုးတော့မရှိဘူး။ तू อ่ะအပြက်ပဲ1 2 3 4 5 6စသဖြင့် quantity စွမ်းရင်တန်မိုးပြတ်တောင် discrete amount quantity တန်မိုးတွေပဲရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာပါ။ ဆက်ကြည့်အောင် postulate 3 an electron can undergo transition from an orbit to another by absorbing or emitting energy which is equal to the energy difference between the two state ဒီ figure မှာပြထားတဲ့အတိုင်း electron ကဒီ shell number n number 1အနေ2ကိုကူးမယ်ဒါမှမဟုတ်လို့ရှိရင်2ကနေ3ကိုကူးမယ်ဒီ n number 1ကတော့သူကအမြဲတမ်း ground state လို့ပြောတယ်အဲ့ ground state လို့ပြောလိုက်တာ ਨੇ n နံပါတ်ကို1နဲ့တွဲရမှာပဲဖြစ်ပါတယ်စွမ်းရင်တန်ဖိုးတွေတွက်တဲ့အခါမှာအီလက်ထရွန်ဒလောဟာစွမ်းရင်ဆုပ်ယူခြင်းဒါမှမဟုတ်ထုတ်လွှတ်ခြင်းတွေနဲ့ပလန်းတစ်ခုကနေတစ်ခုကိုကူးပြောင်းနိုင်ပါတယ်အဲ့လိုမျိုး absorb စွမ်းရင် absorb လုပ်တယ်ဒါမှမဟုတ်ရင် emit ထုတ်လွှတ်တဲ့စွမ်းရင်ဟာအခြေနှစ်ခုပေါ့သူကပလန်းနှစ်ခုရဲ့စွမ်းရင်ခြားနာခြင်းနဲ့ညီမျှနေတာပဲဖြစ်ပါတယ်အဲ့တော့ပုံမှန်လဲဒီလိုပဲစွမ်းရင်ဒီမှာ तू ကအီလက်ထရွန်က အန်နံပါတ်2ကနေပြီးတော့ဒီ level share နံပါတ်နောက်တစ်ခုကိုကူးပြောင်းတာကိုတွေ့ရပါလိမ့်မယ်အဲ့လိုကူးပြောင်းတဲ့အခါမှာအာဒီ absorb လုပ်တဲ့အဲ့လိုမျိုးပတ်လန်းတစ်ခုကနေအခြားပတ်လန်းတစ်ခုကိုကူးပြောင်းတဲ့အခါမှာဒီထုတ်လုပ်တဲ့စွမ်းရင်ဒါမှမဟုတ်ရင်ဆုပ်ယူတဲ့စွမ်းရင်ဟာအခြေနှစ်ခုပတ်လန်းနှစ်ခုရဲ့အဲစွမ်းရင်ခြားနာခြင်းနဲ့ညီမျှတယ်ပေါ့နော်ဆက်ကြအောင် energy and radius of an atom state and electron of charged electron and mass and moving in a circular orbit of radius r experience the centrifugal force balanced by the attractive coulomb force fe between the electron and proton အဲ့တော့ nucleus ထဲမှာ proton ရှိတဲ့အတွက်သူက electron နဲ့ proton မှာပြောရမယ်ဆိုရင်တော့ nucleus ကို electron ပတ်နေတာဖြစ်တဲ့အတွက် proton နဲ့ electron နဲ့ကြားမှာရှိတဲ့ coulomb force electric force နဲ့ centripetal ဒီ circular orbit အတိုင်း ရွေ့နေတဲ့ electron ရဲ့ centripetal force နဲ့ valence ဖြစ်တယ်ပေါ့เนาะဒါဆိုရင်အဲ့တော့ valence ဖြစ်တဲ့အခါမှာ valence မပြောခင်မှာတို့တစ်ခုညီမညာနှစ်ခုကိုမညီခင်မှာ centripetal force ကဘာရဲ့ centripetal force လဲဆိုရင် electron ဟာဒီ circular orbit အတိုင်း radius r နဲ့ရွေ့နေတဲ့အတွက် centripetal force fc mv² r equation တစ်ခုရမယ်။နောက် proton နဲ့ electron နဲ့ nucleus ထဲမှာ nucleus ထဲမှာ proton ရှိတဲ့အတွက် electron နဲ့ ဒီ proton နဲ့ကြားမှာရှိတဲ့ attractive force ပေါ့ attractive coulomb force Fe ရ k ဒီချက်လို့ရှိမှသိခဲ့တဲ့အတိုင်း coulomb force က equation q1 q2 by r2 အဲ့တော့ equation 2ပေါ့ electrostatic unit က gasm unit သုံးပါတယ် esu ပေါ့เนาะအဲ့ဒါမှာ k equal to 1 for proton နဲ့ electron နဲ့ဟာ ဂျူဝိုင်းအီကွတ်တူဂျူဒူးဟာအီလက်ထရွန်တန်မိုးဟာသူက charge ပမာဏအတူတူပဲဖြစ်တဲ့အတွက်ကျတော့ e လို့သတ်မှတ်လိုက်မယ်အဲ့တော့ fe ဟာဂျူဝိုင်းဂျူဒူးဆိုတော့ e သတ်မှတ်လိုက်တဲ့အတွက် e square by r square အဲ့တော့ဒီလို valence ဖြစ်တယ်လို့အပေါ်မှာ assuming ပြောထားတဲ့အတွက် fe equal to fc အဲ့တော့ mv square by r နဲ့ e square by r နဲ့ equation ချင်းရှင်းလိုက်တဲ့အခါမှာ postulate 2အရာ l equal to mvr ဲ့ဒီ equal to mvr ဟာ n h bar နဲ့ညီတယ်အဲ့တော့ဒီမှာ equation တစ်ခု balance ချလိုက်တဲ့အတွက်ဒီမှာ equation 1ဟာ mv square by r equal to e square by r အဲ့တော့ postulate 2မှာလည်းတောင်မြောင်းအဟွန်ဟာ l equal to mvr အဲ့ဒီ mvr က n h bar နဲ့တူပါတယ်အဲ့တော့ h by 2ပိုင်းပေါ့เนาะဒီ h bar ရဲ့တန်ဖိုးကဆက်ကြည့်ရအောင်အဲ့တော့ equation 2နဲ့ equation 1အရာဒီချေတော့ရှင်းလိုက်တဲ့အခါမှာအစားသွင်းလိုက်တဲ့အခါမှာ r equal to n square h bar square by me square the total energy of hydrogen atom is e equal to kinetic energy ke plus potential energy အဲ့တော့ ke plus pe ပေါ့အဲ့ဒီမှာ e total က half mv square minus e square by r e equal to minus half me fourth by n square h bar square equation နောက်ထပ်တစ်ခါ hydrogen atom ရဲ့ total energy ကဒီ equation 3အဖြစ်ရလာပြီရလာပြီဆိုတာနဲ့ကျေရိုးဆက်ကြည့်မယ်အဲ့တော့ according to equation 3 equation 3အရာ all the energy value are negative energy value တွေအားလုံးက negative အဲ့ဒါဘာလို့ဆိုလိုတာလဲဆိုရင် which mean electron is bound to the nucleus electron က nucleus တဲကို bound လုပ်ထားတယ် here we would introduce an important constant which is called the fine structure constant alpha which is the dimensionless constant အဲ့တော့အဲ့ဒီမှာ constant တစ်ခု fine structure constant တစ်ခုသုံးလိုက်တယ်အဲ့ဒါပါလဲဆိုရင် important constant တစ်ခုအနေနဲ့ alpha ကိုသုံးတယ် alpha dimensionless constant တစ်ခုပါအဲ့တော့ alpha equal to e square h bar by c e square by h bar c equal 1 1 37အဲ့ဒီမှာ h bar c ရဲ့တန်ဖိုးက197.3 3 m mega electron volt fm or 193.3 into 10 power 6 electron volt so be raw for the ground state energy of hydrogen atom with n equal to 1 could be obtained as follow where mass of electron mass be given in mega electron volt by c square or electron volt by c square unit and radius r in fm using mass of electron m နဲ့သုံးပါတယ်ဒါကတော့0.511 multiply 10 power ဒါ6ပါဒီမှာလည်းအဲ့လိုပဲ multiply 10 power 6ပါ10 power 6 electron volt ပါ c square or mc square နဲ့သတ်မှတ်တယ်0.511 into 10 power 6 electron volt တော့ alpha demo က1.137လို့ပြောထားတဲ့အတွက်အဲ့ဒီ equation က we get from equation အဲ့ဒီ equation ကရလာတဲ့ formula ပါအဲ့တော့ e equal to formula တွေမှာအစင်းစင်အစင်းစင်အစားသွင်းလိုက်မယ်ဆိုရင် teacher တို့နောက်ဆုံးမှာဒီမှာ energy of the hydrogen atom in the end state e equal to တကယ်တမ်းတွက်ရမှာ equation မှတ်ရမယ် equation ဒီ equation မှာခုန teacher တို့ပြောပြသွားတဲ့အဲဒီရှင်းပြသွားတဲ့ပေါ့နော်ဟာတွေကတော့ teacher တို့က equation ဘလို့ဖြစ်ပေါ်လာသလဲဆိုတာပြထားတာပဲဖြစ်တယ် derivation လဲ exam မှာမမေးပါဘူးဟိုမေးလေမေးတာမရှိပါဘူးเนาะအဲ့တော့တွက်ရမယ် energy အတွက် hydrogen အတန်အတွက် energy တွက်ရမှာကတော့ဒီဥစ္စာပဲမှတ်ရမှာပါဒီ formula ပဲအရေးကြီးတာပါအဲ့တော့ hydrogen အတန်ရဲ့ radius ကိုတွက်မယ်ဆိုရင်เนาะဒီ formula နဲ့တွက်လို့ရတယ်ဒါပေမဲ့ तू က hydrogen အတန်အတွက်ကတခါတည်းတစ်ဆက်တည်းပြောပြီးသားဖြစ်တယ်အဲ့တော့ n = 1ဆိုတာ ground state မှာ ဟိုက်ဒရိုဂျင်အတန်ရဲ့ radius ကဘိုး radius တို့ခေါ်ပါတယ် RB RB တန်ဘိုးက0.52896 degree angstrom မှာဒါလေးတစ်ခုမှတ်ဖို့ပဲလိုပါတယ်နော်ဟိုက်ဒရိုဂျင်စပက်ထရမ်တော့ဟိုက်ဒရိုဂျင်စပက်ထရမ်ကဟိုက်ဒရိုဂျင်ရောင်စင်တန်းပေါ့နော်ဒီကျတော့ light မှာလဲ dispersion ဖြစ်တဲ့အခါမှာ spectrum ဆိုတာရှိတယ် rainbow လို့ပဲအယောင်ခုနှစ်မျိုးပါတယ် spectrum ကြည့်အခုတော့ hydrogen spectrum အကြောင်းကိုကြည့်ရအောင် a hydrogen discharge tube is a slim tube containing hydrogen gas at low pressure with an electrode at each end if a high voltage is applied the tube light up with a bright pink glow if the light is passed through a prism it is split into various color as shown in figure အပေါ်မှာပြထားတဲ့ဒါ hydrogen atomic spectrum ကိုပြထားပါဗါဒ hydrogen လျှက်ထုတ်ပြောင်းဟာ သေးသွဲတဲ့ဖန်ပြွန်တစ်ခုဖြစ်ပြီးတော့အဲ့ဒီပြွန်အတွင်းမှာဖိအားနှိမ့်တဲ့ hydrogen gas တွေပါဝင်တယ် pressure နှိမ့်တဲ့ hydrogen gas ပေါ့နော်အဲ့တော့အဲ့ဒီပြွန်ရဲ့အစွန်းတစ်ဖက်စီမှာ electro gun နှစ်ခုတွေ electro gun လေးတွေရှိပါလိမ့်မယ်အဲ့တော့ရှိတယ်အဲ့တော့ electro တွေကိုလျက်ကောင်းတွေကိုဘိုးအားမြင့်မြင့်ပေးရင်ဖန်ပြွန်ဟာတောက်ပတဲ့ပန်းရောင်အလင်းထွက်လာတယ်အဲ့ဒီအလင်းကို prison ကိုဖြတ်ခိုင်းလိုက်မယ်ဒီလိုပန်းရောင်အလင်းထွက်လာတဲ့အခါမှာ prison ကိုဖြတ်ခိုင်းလိုက်တဲ့အခါမှာ အရောင်မျိုးမျိုးပေါ့ spectrum အပြင်အရောင်မျိုးမျိုးနဲ့ကွက်ထက်သွားတာကိုတွေ့ရမယ်ဒီမှာကတော့ပန်းရောင်လေးတွေ့တယ်တကယ်တော့နောက်ခရမ်းရောင်အစိမ်းရောင်အနီရောင်ပေါ့နော်အဲ့လိုတွေ့တယ် violet color တွေ့တယ် blue violet နောက် blue green တွေ့တယ် red တွေ့တယ်အဲ့တော့ hydrogen spectrum မှာဒီအရောင်လေးမျိုးကွက်ထက်သွားတာကိုတွေ့နေပါပြီအဲ့တော့ဆက်ကြည့်အောင် Bose model explain the spectral lines of hydrogen atomic emission spectrum when the atom gain energy the electron jumps from the ground state to another state with higher energy level the high energy level are designated with an integer and which is called principal quantum number the ground state is n equal to 1 the first excited state is n equal to 2 comma and so on အဲ့တော့ခုနတစ်ချက်ပြောသလိုပဲမှတ်ရမယ့် equation က e equal to -1 13.6 by n square electron volt n equal to 1 2 3ပေါ့เนาะဒီ equation လေးရတော့ energy စွမ်းအင်တွေတွက်တဲ့အခါမှာမှတ်ရမှာ energy difference တွက်တဲ့အခါမှာပဲဖြစ်ဖြစ် energy ဒီစွမ်းအင် level တော့ပေါ့เนาะ number တွေနဲ့တွက်တဲ့အခါမှာပဲဖြစ်ဖြစ်မှတ်ရမယ့် equation ဖြစ်ပါတယ် equation ဖြစ်ပေါ်ပုံအစဉ်စဉ်ကအလွတ်ချက်စရာမလိုပါဘူးသိရုံပါပဲเนาะဟောဒီမှာဆိုရင် hydrogen အတန်းရောင်စင်း line တွေကို ဘိုးဇယ်မော်ဒယ်နဲ့ရှင်းပြနိုင်တယ်အဲ့တော့ atom ဟာစွမ်းရင်ရလာတဲ့အခါမှာ electron တွေကိုအဲ ground state ကနေပြီးတော့အခြားထားနောက်ထပ်တစ်ဆင့်မြင့်တယ်ပေါ့ ground state ဆိုတာ n number 1ကနေပြီး n number 2 or 3 or 4ပေါ့စသဖြင့် electron တွေက higher energy level ကိုခုံးထွက်လိုက်တယ်အဲ့တော့အဲ့ energy level တွေကိုကိန်းပြေ n number တွေနဲ့ဖော်ပြပါပါတယ်အဲ့တော့နောက်တစ်ခါ principal quantum number လို့ခေါ်တယ်အဲ့တော့ ground state n number 1ကနေပြီးတော့ exacted state ဆိုရင် and number 2 3 4စသဖြင့်ပေါ့เนาะဆုံးဖြစ်နိုင်တယ်အဲ့ဒါအဲ့ဒါကြောင့်မလို့ energy level တွက်တဲ့အခါမှာ e equal to minus 13.6 by n square electron volt နဲ့တွက်ပါမယ် the energy gain by the atom is equal to the difference in energy between the two energy level when the electron return back from the higher energy state to lower energy state. It releases energy that is equal to the difference in energy of the two orbit. The energy data is released in the form of an electromagnetic radiation with frequency mu. Radiated energy data E equal H mu equal XC by lambda equal h E ni initial energy bono minus E and F and and i greater than nf initial state က final state တဲ့ကြီးပါတယ် where e and i the energy of initial state e and f က energy of final state lambda ကတော့ wavelength of the radiation c ကတော့ the velocity of radiation the velocity of light ကိုပြောချင်တာပါအဲ့တော့ energy level နှစ်ခုရဲ့စွမ်းရင်ခြားနာခြင်းဟာ atom ကြောင့် energy gain နဲ့တူတယ် အဲ့တော့ electron ဟာ higher energy level ကနေပြီးတော့ lower energy level အဲပထမအရင်ရှင်းမှာပြောခဲ့တဲ့ကတော့ ground state ကနေပြီးတော့ excited state ကို higher energy level ကိုကူတာအခုကတော့အဲ electron ဟာမြင့်တဲ့ energy level state higher energy level state ကနေပြီးတော့ lower energy level state ကို back တော့ပြန်လာတဲ့အခါမှာတော့သူ့ရဲ့စွမ်းရင်ဆုံးရှုံးမှုဟာ atom ရဲ့ပေါ့နော်ဒီ atom ရဲ့ စွမ်းရင်ဆုံးရှုံးမှုဟာ orbit နှစ်ခုရဲ့စွမ်းရင်ခြားနာခြင်းနဲ့ညီမျှတယ်။ဒါကြောင့်မလို့ delta e equal to h mu equal ဒါ h mu ဆိုတာ delta e equal to hc by lambda ပေါ့နော်။အဲ့တော့ e equal to ni minus nf initial state မှာရှိတဲ့ energy တွေကနေပြီးတော့ final state မှာရှိတဲ့ energy ကိုနှုတ်တာနဲ့တူပါတယ်။အဲ့တော့အဲ့ဒီနေရာမှာ initial state ဆိုတာ final state ထဲအဲ n number ပို့ပြီးတော့ဒါ အန်နံဘတ်မှာဆိုလို့ရှိရင် energy ဒီ initial state က final state တဲ့ပို့ပြီးတော့များပါတယ်ဒီမှာဆိုရင် hydrogen ဒီအတန်ရဲ့ atomic spectrum ပေါ့ hydrogen အတန်ရဲ့ဒီ line တွေပေါ့ရောင်စင် line တွေဖြစ်ပါတယ်ဒီပုံအားပြထားတာဆိုလို့ရှိရင်အဲ့တော့အဲ့ဒီမှာနောက်ဆုံးမှာသူက ground site မှာအဲ -30.6 ဆိုတော့ ground site ကိုစတဲ့ရတွက်ကြရာဒီချေတော့ en equal to minus 30.6 and square electron volt လို့ပြောရမလားအဲ့ဒီမှာ ground site က1နဲ့တွေ့တာအဲ့တော့ minus 30.6 electron volt ပဲရမယ်ဒီကြတော့ n number 2နဲ့တွေ့မယ်ဒါ6နဲ့စားလိုက်တယ်ပေါ့နောက်တစ်ခါ n number 3နဲ့တွေ့တယ်ဆိုရင်3 3နှစ်ထပ်နဲ့စားလိုက်တယ်အဲ့ဒီမှာရလာတဲ့အဖြေလေးတွေဖြစ်ပါတယ်ကိုယ့်ဘာသာကိုဒီ equation ကိုအစားသွင်းပြီးတော့ လိုက်တွေ့ကြည့်မယ်ဆိုလဲဒီအဖြေလေးတွေရလာတာတွေ့ရမယ်နောက်ဆုံးမှာ infinity state အထိပြထားတာတွေ့မယ်ဒီမှာ energy ဒါအောက်ဆုံးစွမ်းရင်ဟာအနေအဆုံးစွမ်းရင်ပဲဖြစ်ပါတယ် negative ကများလေလေစွမ်းရင်နေလေလေတန်မိုးကနေလေ negative တန်မိုးများလေလေစွမ်းရင်ဟာနေလေလေဆိုတော့အောက်ဆုံးစွမ်းရင်ဟာသူက lowest state ground state အနေအဆုံးစွမ်းရင်ဖြစ်ပါတယ်ဒီပုံကိုဒါ ဒီချက် discard လုပ်တဲ့နေရာမှာဒါကတော့ဒီလို line တွေကတော့ line man cd ဒါ plasma cd ပေါ့เนาะဆက်ကြည့်အောင်ဒီ table က energy of an hydrogen နဲ့ hydrogen atom နဲ့ swan in tan mo တွေဖြစ်ပါတယ်ခုနဒီ equation လေးနဲ့တွက်ထားတဲ့ဟာလေးတွေကို ground state anabat 1ဒါ anabat 1ပေါ့1 2 3ဇက်တိုက်တွက်တာ ਨੇ table နဲ့ပြန်ပြီးတော့ table ဇယားနဲ့ပြန်ပြထားတာပဲဖြစ်ပါတယ်အဲ့တော့ in the emission of x-ray x-ray ထွက်တဲ့အခါမှာ the energy emitted due to the electron transition from n equal to 2 energy state to n equal to 2ကနေ ground state ကိုကူးလိုက်တယ်အဲ့တော့ energy state is the k alpha လို့ခေါ်ပြီးတော့ k alpha characteristic x-ray ပေါ့နော် where the transition from n equal 3 energy state to n equal 1အဲ့ခါမှာ energy state n number 3ရနေပြီးတော့ n number 1ကို transition ဖြစ်တယ်ဆိုရင် energy state ကို kb da characteristic race လို့ခေါ်ပါတယ်အဲ့တော့ဒါလေးကတော့နည်းနည်း note တက်လေးလောက်အောင်ပါဗောနော်ဘယ်ကနေ energy state က2ကနေဒါ ground state ကို ပြန်တဲ့အခါမှာ k alpha ဒီကကြတော့သူက higher level ကနေပြီးတော့ဒါ lower level ground state ကို ပြန်လာတာအဲ့ဒီမှာလဲသူက3ရနေ1ကိုပြန်လာတယ်ဆိုရင်သူက kb da 2ကနေ1ကိုပြန်လာတယ်ဆိုရင် KF ပါเนาะ example 12.5ကိုကြည့်အောင် affordon is emitted one hydrogen atom undergo transition from n equal to 3 state to n equal to 1 state find the energy of emitted electron ပြန်ပြောမယ်เนาะ A photo is emitted when a hydrogen atom undergoes a transition from the n equal to 3 state to n equal to 1 state. Find the energy of emitted photon in electron volt. Its frequency and wavelength. အဲ့တော့ပြောရမယ်ဆိုရင်ဒီချက်တော့ဒီ hydrogen spectrum ထွက်တဲ့ photon ပေါ့အလင်းမုံပေါ့ photon ဆိုအလင်းမုံလို့သတ်မှတ်ပါတယ်။ထွက်သွားတဲ့ photon လေးအဲ့တော့အဲ့လိုထွက်သွားတဲ့ photon ရဲ့စွမ်းအင်ကိုသူကစွမ်းအင်တန်ဖို့ electron volt နဲ့ပြရမယ်။ပြီးရင် frequency တန်မိုးရှာရမယ်မြူပေါ့ frequency တန်မိုးမြူနဲ့ကြာတယ်ဒီမှာ frequency မြူနဲ့ရှာရမယ်ပြီးတော့မြူတန်မိုးရှာပေးရမယ် wavelength တန်မိုးရှာပေးရမယ်အဲ့မှာ transition state ကဘယ်ကနေဘယ်ကိုကုသွားလဲပေါ့ဘယ်ကနေဘယ်ကိုကုသလဲဆိုတော့သူက state က3 n n number 3ရနေပြီးတော့ ground state ကိုကုလိုက်တာအဲ့တော့ initial က n equal to 3 ਆ initial က n i ਆ 3ဖြစ်ပြီးတော့ NF က1ပေါ့နော်အဲ့ဒီမှာ plan constant ကလည်းပေးပြီးသားဖြစ်တဲ့အတွက် ENI original formula က EN equal to minus 13.6 by n square electron volt ဒီ original formula ရေးရမှာပါ original formula ရေးပြီးတော့ အစားသွင်းပြီးတော့တွက်တာပိုကောင်းပါတယ်အဲ့တော့မင်းတို့တွက်တဲ့အခါမှာ original formula ရေးပြအောင်ရေးပါဒီမှာတော့တန်းပြီးတော့အစားထုတ်တွက်လိုက်တဲ့အခါမှာဒီမှာ negative လေးเนาะဒါလေးက negative လေးပါအဲ့တော့ ni ဆို n ဆိုတော့ initial အတွက်တွက်တာ ni ထည့်မယ်အဲ့တော့ ni နဲ့ပတ်သက်တဲ့3ကိုအစားသွင်းတယ် n မှာအဲ့တော့ ns ဆိုလို့ရှိရင် nf ကိုအစားသွင်းတယ် n ဘက်က final state က1ဖြစ်တဲ့အတွက်1ကိုအစားသွင်းတဲ့အခါမှာအဲ့တော့ energy photon ရဲ့ energy ကိုတွက်တဲ့ energy difference တွက်တဲ့အခါမှာဒီ level နှစ်ခုရဲ့ခြားနာခြင်းလို့ပြောတဲ့အတွက်အစားသွင်းပြီးတွက်လိုက်ရင်လိုအပ်တဲ့ data တခုဒါ energy ရသွားပြီ။ Now E equal to h mu ကနေပြီးတော့ mu mu တန်ဖို့ရမယ်ပေါ့နော် frequency ။နောက်တစ်ခါ lambda equal lambda wavelength တန်ဖို့ကတော့ lambda equal to c ပိုင် mu ဖြစ်တဲ့အတွက်ဒီကနေအစားသွင်းပြီးရှာလိုက်မယ်ဆိုရင်ဒါမြူတန်ဘိုးကဒီမှာမြူတန်ဘိုးကရမယ်ပေါ့နော်မြူတန်ဘိုးက ဂျိုးချင်းဂျိုးချင်းကျေပဲဆိုတော့ကယ်ကူလေတာနဲ့ရှင်းလိုက်မယ်ဆိုရင်2.91 into 10 power 50 per second နဲ့အတူတူပါပဲ hertz ပါပဲရှေ့တော့ကတကယ်လို့အဲ frequency တွက်တယ်လို့ရှင် hertz နဲ့တွက်ပါတယ် frequency ဒီမှာ frequency ရဲ့သဘောက hertz is the uh, equal hertz is equal hertz is ွားပါဆက်ကက်နဲ့အတူတူပါပဲဒီမှာလည်းအဲ့လိုပဲဂျိုးတွေခြေသွားရင်ပါဆက်ကက်မှာအဲ့တော့မြူတန်ဘို frequency တန်ဘိုအစားသွင်းလိုက်တာပါဒီမှာအဲ့ဒါဆိုရင် lambda တန်ဘိုရလာပါလိမ့်မယ် review exercise ကိုကြည့်အောင် why does an electron move around the nucleus not fall into the nucleus အဲ့တော့ဒီ nucleus ကိုပတ်နေတဲ့ nucleus ကိုပတ်ပြီးတော့ moving around ဖြစ်နေတဲ့ electron ဟာဘာဖြစ်လို့ nucleus တွေကိုမကြတာလဲ။ဘာကြောင့်လဲဆိုတော့သူကဒီစွိုင်းရင်သူက electron ပတ်တဲ့နေရာမှာ electron ကရွေ့နေပေမဲ့စွိုင်းရင်ဆုပ်ယူခြင်းလည်းမရှိထုတ်လွှတ်ခြင်းလည်းမရှိဘူးစွိုင်းရင်က constant ဖြစ်နေတယ်။ဒါကြောင့်မလို့သူကရွေ့နေတဲ့နေရာမှာတူညီတဲ့ balance တစ်ခုထဲမှာပဲရွေ့နေတာဖြစ်တဲ့အတွက်ဒီ nucleus တွေကိုပြုတ်မကြတာပဲဖြစ်ပါတယ်။ နောက်တစ်ခုက one does an atom emit the radiation အဲ့တော့ atom နဲ့က radiation တွေဘာလို့ထွက်လဲအဲ့တော့ atom နဲ့က radiation တွေဘာလို့ထွက်လဲဆိုတဲ့အခါမှာ one electron in an atom undergo transition from higher energy level to the higher energy state to lower energy state အဲ့တော့ electron atom နဲ့မှာရှိတဲ့ electron တစ်လုံးဟာသူက higher energy level ကနေ lower energy level ကို transition ကူးပြောင်းလိုက်တဲ့အခါမှာရွေ့လိုက်တဲ့အခါမှာ စွိုင်းဒီ radiation တွေထွက်တာပဲဖြစ်ပါတယ်။ဟောဒီချယ်ဒီနေ့သင်မဲ့သင်ခန်းစာတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။